မြောက်ကိုရီးယားရှေ့တက်ရဲ့ပိုင်ဆိုင်ဘူးသမျှထက်အချီးမားဆုံးစစ်သင်္ဘောကြီးတိစောင်းမှုဟာအရှိန်ကောင်းကောင်းနဲ့ရှေ့ဆက်နေတယ်လို့ယုံကြည်ရပါတယ်။ April 6ရက်နေ့ကရဲကူးထားတဲ့ဂျိုတူးမှတ်တမ်းဓာတ်ပုံတွေအရမြောက်ကိုရီးယားအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့နန်ပိုသင်္ဘောကျမ်းမှာအဲ့ဒီစစ်သင်္ဘောကြီးကိုတိစောက်နေတာတွေ့ရပါတယ်။ Maxa နည်းပညာကုမ္ပဏီကရဲကူးထားတဲ့ဂျိုတူးဓာတ်ပုံအရအဲ့ဒီရေရင်ဟာမြောက်ကိုရီးယားရှေ့တက်မှာလက်ရှိပိုင်ဆိုင်ထားတဲ့သင်္ဘောတွေအလုံးထက်အနည်းဆုံးနှစ်ဆလောက်ပိုကြီးတဲ့သဘောပါ။ ရေရင်ရက်ကိုတွေကရုပ်လုံးပေါ်နေပြီဖြစ်ပေမဲ့လက်နက်စနစ်တွေနဲ့တခြားသောအတွင်းပိုင်းဖွဲ့စည်းမှုစနစ်တွေကိုဆက်လက်တိစောက်နေစေလို့ဂျိုတူးမှတ်တမ်းဓာတ်ပုံကိုအခြေပြုပြီးစစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။တင်ဘောဟာပေ460လောက်ရှေးလျပြီးပဲ့ထိန်တုံးကြီးတွေတက်ဆင်ထားတဲ့ free gate အမျိုးအစားဖြစ်နိုင်တယ်လို့နိုင်ငံတကာမဟာဗျူဟာနဲ့လေးလာရေးစင်တာမှာရှိတဲ့စစ်ရေးကျွမ်းကျင်သူတဦးကပြောပါတယ်။ဒီအရွယ်အစားကမြောက်ကိုရီးယားရှေးတက်ထဲမှာအကြီးဆုံးဖြစ်ပေမဲ့ အမေရိကန်စစ်သင်္ဘောတွေနဲ့ရှင်ရင်တော့သိငယ်နေစေပါမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်းကနိုင်ငံရဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုနှိပညာပိုင်းအဆင့်မြင့်တဲမှုတွေအာတော်ခွန်ဆိုင်လှုပ်ဆောင်မယ်လို့ကြွေးကြော်ထားပါတယ်ပြီးတော့မိနစ်တုန်းကလည်းကင်ကဆောက်လုပ်စဲစစ်သင်္ဘောအကြီးစားတစ်စင်းကိုတွားရောက်စစ်ဆေးနေတဲ့မှတ်တမ်းတပ်ပုံကိုအစိုးရသတင်းဌာနတွေကထုတ်ပြန်ပြသခဲ့ဘူးပါတယ်အခုလိုမြောက်ကိုရီးယားဟာလက်နက်နှိပညာမြင့်တဲရေးကိုအာတော်ခွန်ဆိုင်လှုပ်ဆောင်နေပေမဲ့ လက်တွေ့စစ်ဆင်နိုင်စွမ်းနဲ့လေ့ကျင့်မှုအပိုင်းတွေမှာတော့အားနည်းချက်တွေအများကြီးရှိနိုင်သေးကြောင်းစစ်ရေးသူတွေတွေကထောက်ပြထားပါတယ်ရှင်